ာရက်သော်ဘွားများနိုင်ငံပြည်တော်စု UAE နိုင်ငံရဲ့မြို့ကြီးရှစ်မြို့တဲ့လူဦးရေထူထပ်ဆုံးတဲ့ကမ္ဘာလက်ခီးသွားတွေစိတ်ဝင်စားဆုံးမြို့ကတော့ဒူဘိုင်းပါဒီနေ့နဲ့တဘာဝတံငွေတွေကိုအဖိကထားပြီးတိုင်းပြည်ကို တိဆောက်ခဲ့တဲ့ဒူဘိုင်းဟာဒီနေ့ခင်မာတော့ကမ္ဘာလက်ခီးသွားတွေလာရောက်လည်ပတ်မှုအပိုင်းကိုအဓိကထားလာခဲ့ပါတယ်ကမ္ဘာလက်ခီးသွားတွေကိုဘယ်အရာတွေနဲ့ဆွဲဆောင်နေတာလဲ ထပ်ပေါင်း160ရှိတဲ့ကမ္ဘာအရှိဆုံးမိုးမြော်တိုက်ဘတ်ကလီဖာအန်အောဘွယ်လှပတရားနဲ့တဘာဝမဟုတ်ပဲဖန်တီးထားတဲ့ Palm Island ကမ္ဘာတစ်ခုတည်းသောချဲ9ပွင့်အဆင့်ရှိတယ်လို့သတ်မှတ်ခံထားရတဲ့ Bach LR Hotel ဆက်ရှိရာစုလောက်ကဂူပိုင်းမြို့ရဲ့ထွေထွေယဉ်ကျေးမှုကုံသွယ်စီးပွားရေးနဲ့နေထိုင်မှုပုံစံတွေကိုဖော်ပြထားတဲ့ဂူပိုင်းမြို့ရဲ့အထင်ကရဂူပိုင်းမ ్యూ ဇီယံအပါအဝင်ကမ္ဘာအကြီးဆုံး shopping mall တွေနဲ့ ရင်သက်ရှုမောပွဲဟာကောင်းလောက်အောင်ပန်းတွေနဲ့အလှဆင်ထားတဲ့ Miracle Garden တို့ဟာကဘာလက်ခီးတော်တွေအတွက်တော့အားလည်းရဲ့အပန်းဖြေစင်စရာကောင်းတဲ့နေရာတစ်ခုပါဒူဘိုင်းကို ပထမဆုံးချိန်လာရောက်လဲပတ်ခဲ့တဲ့ဂျာမနီခီးတော်တဦးကတော့သူ့ရဲ့အတွေ့အကြုံတွေကိုရှင်းပြခဲ့ပါတယ် to enjoy I was impressed impressed in my ဒီမှာပထမဆုံးချိန်လာလေတာပါအချိန်တိုးအတွင်းမှာအများကြီးတိုးတက်လာတာအံ့ဩစရာကောင်းပါတယ် မြန်မာနိုင်ငံက travel blogger တဦးဖြစ်တဲ့ကိုတီဟာလူလင်ကတော့အခုချိန်မှာဒူဘိုင်းဟာမြန်မာနိုင်ငံကနေ Flying Emirates လေကြောင်းလိုင်းရဲ့တိုက်ရိုက်လေကြောင်းလိုင်းရှိနေတာကြောင့်လေပတ်ရတာအဆင်ပြေပါတယ်။တဲကန်နာရဲမှာတိဆောက်ထားတာတွေကအမကန်းဖြစ်လို့ခီးသွားတယောက်နေနဲ့အံ့ဩရတယ်လို့ဆိုပါတယ်။ ဘဲလေကြောင်းလိုင်းရှိတာတော့အရင်လွယ်သွားတော့အရင်တော့ဆိုလို့ရှိရင်တထောက်နားရတာကဒီစင်ကာပူကနားရင်နားမနားရင်ဒီဘန်ကောက်နားပေါ့နော်အခုကျတော့ဒါရိုက်ရောက်နေဆိုတော့အချိန်ကုန်နေတက်တာနေနောက်တစ်ခုခုဆိုလို့ရှိရင်လည်းဒီမဖြစ်တော့ဘူးနော်ဆိုတော့အဲဒီထောက်လာအမရိတ်နဲ့လာတာပေါ့နော်အမရိတ်နဲ့ဆိုတော့အရှင်လည်းဒီကိုကိုဒီအနေနဲ့ပေါ့နော်ဒီဒူဘိုင်းကိုတကယ်ကိုကိုရိုင်ရောက်လာတယ်ရောက်လာပြီးခီးထွက်ရတယ်အများကြီးပေါ့နော်ဒစာအိုင်လန်ဆာဖာရီဒစာအဲဒီမှာကိုတီးရဟိုဒီဒူဘိုင်းရောက်တယ်ဆိုတော့ဘလို့ဟိုလဲကြရေပေါ်များလဲခဲ့တယ်ဘလို့လဲကြကောင်းလဲပေါ့ စားလာတော့ကတော့အရန်ပူပဲပေါ့နော်ရာတီဦးသူကအဆင်မပြေလောက်လို့ထင်ဒါပေမဲ့တကယ်တမ်းရောက်တဲ့ချိန်ကျတော့ရာတီဦးကိုချင်တော့လည်းကြောင်းပြန်ဖြစ်တယ်ဆိုတော့ဒီစောင်းရာတီဆိုသူတို့နေရာလေးကတော်တော်တော်လူလာလို့လည်းကောင်းတယ်နေရာလေးကြီးတယ်ရေးတဲ့ပြင်မှာအခုဆိုလို့ရှိရင်ဒီညာဆိုလို့ရှိရင်မထင်တော့ဘူးလေပြင်ဦးလင်ပန်းပွဲတော့ရောက်နေတယ်လို့ပန်းနေရာဆိုတော့ဆိုတော့ဒီလိုညာလေးတွေသူတို့မှဖန်တီးထားနိုင်တယ်နောက်တိုက်တာအဆောင်နဲ့ခံထားတယ်နောက်ဒီမရှိရှိရာလေးနဲ့ကိုရအောင်သူတို့ကောင်းတယ်ဒီခီးတော့ရွှဲဆောင်နိုင်တာသူတို့အရင်ရှင်မနေဘူးလို့ထင်တာတော်တော်လေးတော့ကြော်ဖို့ကောင်းပါတယ် ဈေးဝယ်ရတာကိုစိုက်နှစ်တက်တယ်မတ်ထင်ထင်ကတော့လူပိုင်းမှာဈေးဝယ်ထွက်ခဲ့တဲ့အတွေ့အကြုံတွေကိုအခုလိုပဲရှင်းပြခဲ့ပါဗျ yeah ယိုဒီယာနဲ့စင်ကာပူရဲ့ထက်ဆိုင်တော့ဒူဘိုင်းမှာကျတော့ဒီ luxury brand တွေ designer brand တွေပို့ပြီးတော့လဲစုံလင်နေတယ်။ design နဲ့လဲနောက်ဆုံးမှ design တွေဖြစ်တယ်။ပြီးတော့လဲအထူးစိမ်းသုံးနဲ့လဲပို့ပြီးရရှိနေတယ်ဆိုတော့ဒူဘိုင်း ဆိုတော့ဒူဘိုင်းမောကတော့တကယ် shopping ထွက်လို့ကောင်းတဲ့နေရာပေါ့နော်ဆိုတော့ဒီကုန်ပစ္စည်းတစ်စိတ်ပေါင်းလည်းအများကြီးရှိတယ်ဟို luxury design ကနေစဒီ arabic တွေရဲ့ culture design ရောဒီ middle range က design တစ်စိတ်တွေတော့အများကြီးကိုဝယ်လို့ရတယ်ပြီးအထူးသဖြင့်ဒီ December နဲ့ January ကာလမှာလာရဲဆိုရင်တော့ဟို discount က30%ကနေ70%နေရှော့ရတယ်ဆိုတော့ဒီ shopping ကြိုက်တဲ့မမတွေတော့ဒူဘိုင်းကိုအလဲတစ်ခေါက်တော့လာတင်တယ်လို့ကျွန်မထင်ပါတယ်